ဒေါ်နထန်းရဲ့အနောက်အာရှခီးစဉ်ကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။မနေ့ကဆော်ရီယာပြည်မှာဖြစ်ပါတယ်။သူကလာဗန်ဒါ၊ယောင်ကော်ဇိုဘမှာလမ်းလျှောက်ပြီးတော့စီးရီးယားတမန်တော်ကိုလည်းဆွဲဆောင်မှုရှိတယ်လို့ပြောခဲ့ပါတယ်။ဆော်ရီတို့ကသူ့ကိုဒေါ်လာဘီလီယံ600တန်တဲ့သဘောတူညီချက်တွေကမ်းလှမ်းခဲ့ပါတယ်။အဲဒီအကြောင်းကျွန်တော်ပြောခဲ့ပြီးပြီဖြစ်တယ်။အဲဒီနောက်မှာကာတာကိုတိုးတောင်းတဲ့လေရင်နဲ့ထွက်ခွာလာခဲ့ပါတယ်။ ူကအခြားပင်လယ်ခွေနိုင်ငံတစ်ခုဖြစ်တယ်အဲဒီမှာနောက်ထတော်ဝင်ကျိုးစုမှုကိုခံရတယ်ထရန့်ကာတာကိုမစင်းမီကတဲ့ကကျိုးစုမှုကစတင်ခဲ့ပါတယ်သူ့လေရင်က ကာတာလီပိုင်နဲ့တက်ဝင်လာပြီးတာနဲ့ F15 တိုက်လေရင်များသူ့လေရင်ဘေးကိုပြန်တန်းတော့ကြည့်ရမှာဖြစ်တယ်ဒါကိုကြည့်လိုက်ပါဦးအဲ့ဒါသူရလိုက်တဲ့ကျိုးစုမှုမျိုးပေါ့နော်အဲ့ဒီနောက်ကော်ဇော်နီခင်ခဲ့ကြတယ်။မြင်တဲ့အတိုင်းပဲကလပ်အုပ်တွေတန်းစီရပ်ထားတယ်။သူက ကတာနိုင်ငံရဲ့အီမက်တာမင်ဘင်ဟာမက်အယ်တာနီနဲ့လက်တွဲနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက် Tesla Cybertruck နဲ့အတူခန္ဓာကြီးကျယ်တဲ့မော်တော်ယာဉ်တန်းကြီးရှိနေခဲ့ပါတယ်။တော်ပြန်ခန္ဓာတွေအများကြီးရခဲ့ပါတယ်။ထံကတည်းလို့ကြိုဆိုမှုကိုသဘောချနေတဲ့ပါလေအထူးသဖြင့်တော်ဝင်နန်းတော်ရှိစချင်းကြောက်တွေကိုနေတဲ့တယ်သူကဘလို့ပြောလို့ဆိုတော့မင်းလုတ်ခဲတဲ့အလောက်ကဘယ်အရာမှနောက်မကျဘူးဒီညာကရန်လှတယ်ဆလုတ်ကြီးကလူကြောက်ဖြစ် ဒီလောက်ပြည့်ပြည့်စုံတဲ့စင်ကြောက်တွေကိုကြည့်နေရတယ်အဲ့ဒါကို perfect do လို့ခေါ်တယ်လို့ပြောပါတယ်မင်းအလုပ်အရန်ကောင်းတယ်ဒီနေရာကလှတယ်အဲ့ဒီကလအုပ်တွေလည်းငါတို့ကြိုက်တယ်ဒီလိုကလအုပ်တွေမတွေ့ရတာကြာပြီလို့ပြောပါတယ်ကရာချာတော့သူအလုပ်ညာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ဆွေးနွေးကြတယ်။မိကနဲ့ကာရာတို့ကဒေါ်လာတိတမနဲ့ဘီလီယံတမှုရှိတဲ့သဘောတူညီချက်တွေလက်မရှိထုတ်ခဲ့ကြတယ်။ဒီသဘောတူညီချက်တွေကတော့ဒုံးစန့်ချင်းရင်းနှီးပညာနဲ့ဆွမ်းအင်ရင်းနှီးမြှုပ်နှံမှုကဲတဲ့တော့အရာတွေပေါ်မှာအယုံဆိုင်ထားပါတယ်။ကာရာကညာရီတု AI တွေဥဆောင်သူဖြစ်လာဖို့အတွက်ဆန္ဒရှိတယ်။အဲဒါကိုအောင်မြင်အောင်အမေရိကန်ကကူညီပေးလိမ့်မယ်လို့ပြောလင်းပါတယ်။ထရန့်ကငါတို့တကယ်ချင်းတွေဖြစ်နေတာကြာပြီ။နိုင်ငံရေးမဖြစ်ခင်ကတည်းကပေါ့။မင်းအတွက်ကတော့နိုင်ငံရေးငါအတွက်ကတော့မဟုတ်ဘူးပေါ့နော်။သူကဘလို့ဆက်ပြောလဲဆိုတော့ငါတို့တကယ်ချင်းတွေဖြစ်နေကြပြီ။ကြာပြီ။သူကလူကောင်းတယောက်ပါ။ဒါပေမဲ့ ထွန်းတကယ်လို့ရှင်တဲ့ခေါင်းစဉ်ကအဲ့ဒါမဟုတ်ပါဘူးလေရင်တွေအကြောင်းပါကတာလေရင်ဂျောင်းလိုင်းကဘိုးရင်ချက်လေရင်အစီ130ဝယ်ယူဖို့အတွက်သဘောတူညီခဲ့ပါတယ်သဘောတူညီချက်ကတော့ဒေါ်လာ96ဘီလီယံခန့်တဝရှိပါတယ်သူကဘိုးရင်ရဲ့787 dream liner အတွက်အကြီးမားဆုံးအမှားစာရရှိမှာဖြစ်ပါတယ်ရုပ်ကန်နေရတဲ့ဘိုးရင်အတွက်ဤတည်င်းကတော့တည်င်းကောင်းဖြစ်ပါတယ်ထွန်းကတာဟာဘိုးရင်တမိုင်းမှာအကြီးမားဆုံးချက်လေရင်တွေပဲလို့ပြောကြားခဲ့ပါတယ်အဲ့ဒါက 140ဒါမှမဟုတ်160လားလို့မေးတယ်အပိုး40ပါရင်ဂျက်လီရင်အစင်း100ကျော်လောက်ရှိတယ်လို့သူတို့ပြောပြန်ဖြေပါတယ်သူကဒါဆိုဒေါ်လာဘီလီယံ100ကျော်လောက်ရှိမယ်လို့ပြောပါတယ်ဒါပေမဲ့အစိုးရရဲ့တရားဝင်စာရွက်စာတမ်းအရသဘောတူညီချက်ကတော့ဒေါ်လာ96ဘီလီယံတန်ဖိုးပဲရှိပါတယ်ဆိုတော့တခုတော့သူသဘောတူညီချက်တော့မဟုတ်ပါဘူးကတာကရေဒီယံကဲ့သို့သောအမေရိကန်ကုမ္ပဏီများထံကနေပြီးတော့မှဒုံးနဲ့ဒုံးဆက်ချင်ရေးနှိပြန်တွေကိုဝယ်ယူချင်ပါတယ်ဒါပေမဲ့ အငြင်းပွားမှုအများဆုံးဖြစ်စေတဲ့သဘောတူညီချက်တစ်ခုဖြစ်ပါတယ်ကာတာနိုင်ငံကဒေါ်နယ်ထရန့်ကိုကိုပိုင်ဂျက်လီယင်ပေးနေပါတယ် Boeing 747-8ကဒေါ်လာတန်လျာတန်ဖိုးရှိပါတယ်ခွင့်ပြုချက်ရမဆိုရင်သူကအမေရိကန်သမ္မတတူအားပေးဘူးသမျှအကြီးမားဆုံးလက်ဆောင်ဖြစ်ပါတယ်အမေရိကန်သမိုင်းတစ်လျှောက်မှာအကြီးမားဆုံးလက်ဆောင်ဖြစ်လိမ့်မယ်ဒီလက်ဆောင်ကိုဒီမိုကရက်အများစုကဝေဖန်နေကြပါတယ်တချို့ရီပပ်ဘလီကန်တွေတောင်စိတ်ဆိုးနေကြပါတယ် ဒါပေမဲ့ကာတာက၎င်းရဲ့ဆုံဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ကောက်ွက်ပါတယ်သူတို့ကဘလို့ပြောလဲဆိုတော့ကျွန်တော်တို့လေရင်ကိုအမေရိကန်ကုမ္ပဏီတစ်ခုကနေဝယ်ခဲ့တာပါဒါက US နဲ့ကလာကြာစီရှိခဲ့တဲ့ပူပေါင်းဆောင်ရွက်မှုရဲ့တစိတ်တစ်ပိုင်းပါပဲလို့ပြောကြခဲ့ပါတယ်အခုတင်တွေးမိကောင်းတွေးမိပါလိမ့်မယ်ကာတာကထပ်အတွက်ဘယ်ကြောင့်ဒီလောက်လှုပ်ဆောင်နေရတာလဲဘာလို့ဒီလောက်ဈေးကြီးတဲ့ဂျက်လေရင်ကိုပေးရတာလဲအများစုကလက်ပေးလက်ယူလို့ပြောကြတယ် ကာတာကအလွန်တင်းကျပ်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့အယူအဆရ1000စတူယန်ကီလိုမီတာခန့်မှရှိပါတယ်။တချို့မြို့တွေထဲတောင်တင်းကျပ်ပါတယ်။ဆိုလူရေကနေတရမခုနှစ်တန်းခန့်တာရှိပြီးတော့ GDP က sorry အရေးပြရဲ့၄ဘုံတဘုံသာရှိပါတယ်။ကတာကအမြဲတမ်းအင်အားကြီးချင်ပါတယ်။1990ပြည့်လွန်နှစ်များအတွင်းကအမေရိကန်နဲ့ sorry အရေးပြကဆက်ဆက်ရေးမှာပြဿနာရှိခဲ့ပါတယ်။ sorry အရေးပြက သူတို့ရဲ့မြေပေါ်မှာအမေရိကန်စစ်သားတွေကိုအလိုမရှိပါဘူး။ဒါကြောင့်အမေရိကန်ကာကွယ်ရေးဌာနဖိုင်နယ်ကောင်ကပင်လယ်ဝေးမှာရှိတဲ့အခြားနေရာတစ်ခုကိုရှာဖွေပါတယ်။ကာတာကလည်းသူတို့ကိုကြိုဆိုတယ်။အမေရိကန်စစ်သားကကာတာမှာရှိတဲ့အူဒိန်းမှာအခြေစိုက်စခန်းတစ်ခုတည်ဆောက်ခဲ့ပါတယ်။ဒီခုကသူအခြေစိုက်စခန်းကအမေရိကန်ဘူဒနာချုပ်အတွက်ရှေ့တန်းဌာနချုပ်ဖြစ်နေပါပြီ။ဒီခီးစဉ်အတွင်းမှာလည်းထန်ကအဲ့ဒီခြေစိုက်စခန်းကိုတောက်ရောက်လဲပါခဲ့ပါတယ်။ဆရာမမျိုးဆက်တိုက်လျင်တဲ့အကြောင်းလည်းသူပြောပါတယ်။ ဘာကြောင့်47လို့နာမည်ပေးခဲ့တာလဲဆိုပြီးတော့ဟာတာလုတ်ခဲ့သေးပါတယ်။သူက2026ဘတ်ဂျက်အကြောင်းကိုပြောခဲ့ပါတယ်။စစ်တဲတွေအတွက်လာဇာတူပေးခြင်းနဲ့ပါဝင်ပါတယ်။ယူဇာတော့မလို့ပါဘူး။ဒါပေမဲ့တိုင်းပြည်အကောင့်ကျိုးအတွက်လုတ်တင်တယ်လို့ပြောပါတယ်။1990ကပြန်ကြည့်မယ်ဆိုရင်အဲဒီလွန်နှစ်များကဒီကောင်တို့ရဲ့ပြုလုပ်ခဲ့တဲ့သဘောတူညီချက်ကရိုးရှင်းပါတယ်။အမေရိကန်ကကတ္တာရဲ့တော်ဝင်မိသားစုကိုကာကွယ်ပေးမယ်။ပြန်လည်အဖြစ်ကာတာကအနောက်အာရှမှာလဲပဖို့အတွက် အမေရိကန်အားခြေဆက်စခန်းတစ်ခုပေးထားတဲ့ဖြစ်တယ်။ဤသဘောတူညီချက်က30%မြင့်ခဲ့ပြီးမပြောင်းလဲသေးပါဘူး။ကာတာကအမေရိကန်စစ်တပ်ကိုဒုနီယာမှာထားရှိခွင့်ပြုထားပါသေးတယ်။ဒါပေမဲ့လည်းအစ္စလာမ်ရဲ့အုပ်စုတွေကအကြမ်းဖက်သမားတွေကိုခုလုံခွင့်နဲ့ပေးတယ်။ကာတာကမွတ်စလင်ညီကိုများအဖွဲ့တာလီဘန်နဲ့ဟာမတ်တို့ကဲတို့အဖွဲ့တွေလည်းလက်ခံတယ်။ဒါကကာတာဘောပဲဘောင်းစုကလွှမ်းမိုးမှု ပေးပါတယ်။ပြီးတော့ US ကဒါကိုမကျေနပ်ဘူး။ဘာကြောင့်လဲ။ ဘာလို့ဆိုတော့ကာတာကအခြားတော့အမေရိကန်မဟာမိတ်များနဲ့မတူသူတို့ကအမေရိကန်နိုင်ငံခြားရေးမူဝါဒမှာကြီးမားတဲ့အခိုင်အတန့်ပေါ်ဝင်နေပါတယ်ကာတာကအီယာဒူးကိုနှစ်ပေါင်းများစွာတိစောက်ခဲ့ပါတယ်မကြသေးမီကစုံစမ်းစစ်ဆေးမှုတစ်ခုက၎င်းကမြေများအထိရောက်ထိရောက်တယ်ဆိုတာကိုပြသခဲ့ပါတယ်ကာတာကအမေရိကန်မှာဝါဇာလမ်မိုးဝတ်အတွက်ဒေါ်လာ100ဘီလီယံခန့်သုံးစွဲထားခဲ့ပါတယ်ပထမအချက်ကတော့ပညာရေး ကတာကအမေရိကန်စစ်မြေပညာရေးအတွက်အကြီးမားဆုံးနိုင်ငံခြားရမုံငွေရှိပါတယ်။1996ခုနှစ်ကစတင်ပြီးတော့6.3ဘီလီယံသုံးစွဲခဲ့ပါတယ်။ကတာဖောင်ဒေးရှင်းအင်တာနက်ရှင်နယ်ကအမေရိကန်မှာရှိတဲ့အစိုးရအကြောင်းတွေမှာအာရေဗျတင်ကြဖို့အတွက်တောင်းပေါင်းများစွာကိုထောက်ပံ့ခဲ့ပါတယ်။ TV channel တစ်ခုဖြစ်တဲ့ Al-Jazeera ကတာအစိုးရထံကနေပြီးတော့အမေကိုကင်းတယ်လို့ဆိုတယ်ဒါပေမဲ့အနောက်အာရှမှာအစ္စလာမ်အမျိုးတွေကိုထောက်ခံဖို့လူတိများပါတယ်။ နောက်ပြီးတော့ Kataka News Market တို့ American Media တွေကလည်းငွေပေးပါတယ်2019ကနေပြီးတော့2023ခုနှစ်အတွင်းမှာ Kataka US တတိပညာရှင်တွေကိုဒေါ်လာ3000တန်းထောက်ပံ့ပေးရတယ်၎င်းက Booking Institute ကတော့နေရာတွေမှာဖြစ်ပါတယ် Kataka ကလည်းစီယုံရင်းမှအများကြီးတုံးဆွဲခဲ့ပါတယ်2019ခုနှစ်ကလည်း၎င်းတို့က Washington DC မှာနိုင်ငံရေးအော်ဇော်လွှမ်းမိုးဖို့အတွက်ဒေါ်လာ225တန်းတုံးဆွဲခဲ့တာကိုတွေ့ရပါတယ် တာဆိုကာရကဘာကိုလိုချင်တာလဲကဘာလုံးဆိုင်ရကိစ္စရတွေမှာပြောချင်တာကအမေရိကန်ထံမှပြစ်တင်ဝေဖန်မှုမလိုချင်ပဲကာတာရဲ့ရီမန်းချက်တွေကိုပံ့ပိုးပေးရန်အမေရိကန်ကနိုင်ငံခြားရေးမူဝါဒကိုသူတို့လိုရှိပါတယ်။ဒါကြောင့်မလို့ထန်းအတွက် ကိုပိုင်ဂျက်လီရင်က လက်ဆောင်တစ်ခုမျှတာမဟုတ်ပါဘူး။ထန်းရဲ့ကောင်းဘက်မှာရှင်းနေရန်အရေးကြီးကြောင်းကာတာကသိပါတယ်။စိန်ကြကြလက်ဆောင်ပေးတာထက်ဘယ်နည်းလမ်းကပိုကောင်းမလဲ။ နိုင်ငံတကာနိုင်ငံရေးမှာဒါခချစ်ချီရင်းနှီးမှုကိုပြတာမဟုတ်ပါဘူး၎င်းကအာမခံအမျိုးအစားတစ်ခုဖြစ်ပါတယ်